တတိမောသေလေးမှာကျွန်တော်တို့တွေ့ရမယ်ကျေးဇူးတော်ချင်းမွမ်းမိမှာစားလဲအရာအလုံးကအသက်ရှင်တာပဲပေါ့နော်မသက်ရှင်ဘူးအသက်ရှင်တယ်လို့မရှိဘူးရှောင်စရာမလိုဘူးကျေးဇူးတော်နဲ့နော်ဆုတောင်းပြီးမှစားလိုက်ရင်အကုန်သန့်တာပဲလို့ပြောထားတယ်ပေါ့နော်အဲ့ဒါကိုလည်းပြောပါအောင်နည်းနည်းအဲ့ကျမိုက်ကတော့ အများဆုံးပေါ့နော်အများဆုံးဒီကျက်မိုက်ကြီးတခုယူဆပြီးလိုက်လို့ရှင်အားလုံးပြီးသွားရင်ငါတို့စာရှင်စာလို့ရပြီအဲ့လိုမျိုးဖြစ်သွားတာဖျားသခင်ဖန်ဆင်းထားသမျှကတုံးစရာကောင်းတယ်ကျေးဇူးတော်တည်တဲ့စိတ်နဲ့ဆိုဘာမှပယ်စရာမလိုနော်နှုတ်ကပတ်တော်အပြင်ကောင်ဆူတောင်းအပြင်ကောင်အားလုံးစင်ကြယ်လို့ပြောလိုက်တယ်ဆိုတော့အဲ့ဒါလေးပဲယူရင်တော့အဲ့လိုပဲဖြစ်မယ်ဒါပေမဲ့အပေါ်ဟာကိုကြည့်လိုက်ဒီအပေါ်ဆုံးကျက်မိုက်မှာအဲ့ကျက်မိုက်ကထိတ်ဆုံးအခန်းကြီးတက်မှာနောက်ကာလမှာတဲ့လူတွေရဲ့အော်တာပါစိတ်မှာတန်ရင်ပူခက်ချင်းကိုခံရပြီးတော့သူတို့ကအယူဆနှစ်ခုနတ်ဖျားတွေနဲ့ဆိုင်တဲ့ဩဝါဒနဲ့တဲ့ပြားတဲ့စိတ်ဝိညာဉ်မှာသူတို့ကမှီဝဲစီးကကြလိမ့်မယ် အဲ့ဒီ over ကိုတုံတင်တဲ့သူတွေကအယူဆနှမျိုးတုံတင်လိုက်မယ်။ယုံကြည်တဲ့သူတွေအဖို့ဖျားသခင်ပြင်ဆင်ပေးထားတဲ့အစားအသောက်ကိုမစားရဘူးလို့တုံတင်လိုက်မယ်။နံပါတ်နှစ်ကကျတော့မင်္ဂလာမဆောင်ရဘူးလို့ပြော။အဲ့တော့ယုံကြည်တဲ့သူတွေအတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့အစားအသောက်ကရှိတယ်။ဘာလဲဆိုတော့စင်ကြတဲ့အစားအစာ။မဲသားရောနောက်ကခွက်ခွဲစမြုပ်ပြန်နေတယ်။အဲ့ဒါတွေပါမစားခံရဘူး။မစားခံ။ပြီးတော့ဘာဘာမလုပ်ကြဆိုမင်္ဂလာမဆောင်ခံ။မင်္ဂလာဆောင်တဲ့ဖျားသခင်ပြောရကျမ်းတိုင်မှာကောင်းတယ်။မင်္ဂလာဆောင်ခြင်းကကောင်းတယ်။ Marriage's blessings ။အဲ့ဒါပါမလုပ်ခံ။ချုပ်တီးခြင်းနဲ့လုပ်ခံတာ။အဲ့တော့ဒါ Greek ရဲ့ Gambia နဲ့ဆိုင်တဲ့အယူအဆ။ဟုတ်တယ်။ချုပ်တီးခြင်းနဲ့။အဲ့ဒါကြောင့်တော့ Demand of ပြပေါ်လူကတပည့်တော်ဒီမောင်စိပြောလိုက်ဟာအဲ့လိုမျိုးပြည့်ညက်ထားလိုက်မယ်ဒါပေမဲ့အဲ့ဒါတွေကိုလုတ်เสียမယ်ဘာကြောင့်လဲဖျားသခင်ဖန်ဆင်းထားတဲ့မြတ်ကောင်းတယ်စူတောင်းချင်းအဖြစ်အရာရာကစင်ကြယ်ဆိုတော့နှုတ်ကပတ်တော်အားဖြင့်စင်ကြယ်စေတဲ့အရာရှိတယ်ဘာလဲဆိုလို့ရှင်ခုနကခွာခွဲစမြုပ်ပြန်စေတဲ့အရာတွေအဲ့ကောင်းတယ်ဆားလို့ရတယ်ဆားလို့ရတယ်အဲ့ကျမ်းမကိုကြည့်ချင်းရမယ်အော်ဒီဘက်ကနဖျားတွေပြည့်ညက်တဲ့ဆိုင်တဲ့အရာတွေကိုဘာနဲ့ခုခံခိုင်းလဲဆိုတော့ဖျားသိက္ခာပြည့်ညက်တော်နဲ့ပြန်ပြီးတော့ခုခံခိုင်းတယ်ဖျားသိက္ခာပြည့်ညက်တော်ကလုံးဝဟိုအလေးပေးတုံတင်ထင်ရှားရဲဆိုတော့အဲ့မှာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ပေါ်လူကတီမောသေးကိုတုံတင်တဲ့ကာမှာလည်း ယေရှုခရစ်တော်အားဖြင့်ယုံကြည်ခြင်းအလို့ငါပညာကိုပေးတဲ့သမာကျမ်းစာတွေငငယ်လေးရည်စောက်ရှောက်ထားသလိုပဲအဲယူဆမှာပဲတည်နေလို့လို့ပြောတာ။အဲဆိုအိုက်ခစ်ကဓမ္မတစ်ကျမ်းမှရေးရတယ်။ဓမ္မဟောင်းကျမ်းမှရှိတယ်။ဟောဒါကတပည့်တော်ဒီမောသေးကဒါကစားမယ်။ဒါပေမဲ့အိုက်စားမယ်ဆိုတဲ့အရာကိုတော့သူကမစားခိုင်းတော့တာ။ဟုတ်တယ်။တော်တော်ဆိုးရတယ်။ပြင်းပြင်းထန်သွားတာနော်။ပြင်းထန်သွားသူကပြောလုံးဝမစားရင်တော့တေသွားမှာ။စားတော့စားမယ်။ဖေးချင်မှစားမယ်။လုံးဝမခံနိုင်တဲ့အဆုံးစားမယ်။အဲ့လိုမျိုးချုပ်တီးတာများလေများလေသူက record ဖြစ်သွားတာ။ဝိညာဉ်ကသူ့မှာချုပ်တီးတဲ့ရာဇဝင်တွေများလေများလေ။ ဉာဏ်ပညာပို့ပြီးကြီးမားတဲ့အဖြစ်ကိုရရှိလေဆိုတော့အဲ့လို diagnostic အယူဆရှိဒါတွေကိုကျွန်တော်တမိုင်းစာအုပ်ထဲမှာပြန်လေ့လာကြည့်လို့ရှိရင် great diagnostic ကိုဒါတွေသိရတယ်ကျွန်တော်ဟုတ်ကဲ့ဆိုတော့ဒါဆရာဒေါက်တာ Heavy ကတော့ကြည်ကြည်ပြက်မြက်အောင်ကျွန်တော်တို့ပြောသွားတာပဲခွာကွဲတာစမြုပ်ပြန်နေရတဲ့အစနော်ကျမ်းမာရေရောဝိညာဉ်ရေရောနောက်ဆုံးမှာကေတင်ချင်းနဲ့ဆိုင်တဲ့အရာပါအစရှင်ပြန်ထမြောက်ချင်းတွေပါအစဆရာဟိုပြောသွားတယ်ပြီးတော့အတိတ်က ဒီတပားအမျိုးသားနဲ့ကျွန်တော်တို့ဂျူးတွေကြားမှာဒါဖျားသားသမီးတွေကြီးပဲနော်ဖျားကိုသီးတဲ့လက်ခံတဲ့လူတွေကြီးကြားမှာတော့ဒီဂရိရဲ့အတွေးခေါ်တွေကအများကြီးဝင်လာပြီးမှနော်နတ်ပူဇော်တဲ့အရာတွေနဲ့ရုပ်ထုစင်းတူမှာပူဇော်တဲ့အရာတွေနဲ့အာတော်တော်လေးကိုရှုပ်ထွေးတယ်နော်ဆိုတော့ဒါမဲ့ဒီနေ့ကျွန်တော်တို့နားလည်ရမှာကြတော့တန့်ရှင်တဲ့အစာမတန့်ရှင်တဲ့အစာကိုရှင်ဘောလူကကောင်းကောင်းသိနေတာပဲနော်ပေတီးကလည်းကောင်းကောင်းသိနေတာပဲသူတို့လည်းမစားခဲ့ပါဘူး နော်ဒါပေမဲ့ဒီမှာတပားမျိုးသားတွေနဲ့ဂျူးကြမှာလည်းမသက်ရှင်တဲ့အစာကိုစားတာမဟုတ်ဘူးဒါနတ်ပူစော်တဲ့အရာနဲ့ပြီးတော့မကင်နဲ့မတိုးနဲ့မထိနဲ့တို့ဒါတွေကြတော့လည်းဒီဂမ်ဘီယာအတွေးခေါ်တွေနဲ့ဂရိတွေနဲ့နော်အများကြီးဆက်ဆက်နေတာကျွန်တော်တို့တွေ့ရတယ်သခင်ကွတ်တော်လည်းတော်တော်လေးကိုရှင်းခဲ့ရတယ်ပေါ်လူလည်းတော်တော်လေးကိုရှင်းခဲ့ရဒါပေမဲ့အဲ့ဒီအချိန်အခါမှာတော့ခရိယန်တွေကဘာမှရှုပ်တာမရှိဘူးသူတို့ကတော့ကောင်းကောင်းလေးကိုနားလည်နေတာကြတော့ဒါကတော့ ဂရိရဲ့အတွေးခေါ်နတ်ပူဇော်ထားတဲ့အရာကိုပဲအဓိကပြောနေတယ်လူသားကလည်းမသန့်ရှင်းတဲ့အစာကိုလည်းမစားခဲ့ပါဘူးအဲ့အချိန်မှာအဲဒါပေမဲ့တော့အခုဒီဒီအချိန်ခရိယံမှာကျတော့ဒါကိုသန့်ရှင်းမသန့်ရှင်းတဲ့အစာနဲ့ဆိုတာသွားပြီးရောလိုက်တယ်ရောလိုက်တဲ့အခါကျတော့တော်တော်လေးကိုဖက်သွားတာပေါ့နော်ဆိုတော့ဒါလေးကိုဒီနေ့နော်ဒေါက်တာဟေဗင်ကတော့ကျွန်တော်တို့ကို အကောင်းဆုံးရှင်းပြသွားပေးတယ်ကျန်တာရဲ့ညီကိုမောင်နှမမိတ်ဆွေတယောက်စီလဲ ပို့ပြီးတော့ကျမ်းစာမှာပြောတဲ့အရာကိုနားလည်ပြီးမှเนาะသိပြီးမှဖះအလိုတိုင်းအသက်ဆက်ရှင်ဖို့အတွက်เนาะကျွန်တော်တို့ကိုပြောကြသွားပေးတာဖြစ်တယ်ကျေးဇူးလည်းအများကြီးကျင်တယ်ဖះကောင်းရင်ချပေးပါစေကျားနာညီကိုမောင်နှမတယောက်စီလည်းဖះကောင်းကြီးချပေးပါစေကျွန်တော်တို့ကျားနာတဲ့အရာကိုလည်းသူ့တပားကိုလည်းကျွန်တော်ပြန်ပြီးတော့ဝေငှကြပါစို့ပေါ့เนาะအားလုံးကိုဖះကောင်းကြီးချပေးပါစေကျေးဇူးအများကြီးကျင်တယ်ကဲပါအာမင်